မင်္ဂလာပါကျူးစွာပါတယ်ဒီခေတ်ကတော့တမန်တော်ကြီးရှင်ပေါ်လူရဲ့ဖိလိပ္ပိဩဝါဒစာအေအခန်းကြီး7ဖြစ်ကို စစ်စစ်ဆက်ဆက်ကြည့်ကြမှာပါကျွန်တော်ချစ်ခါမဲ့ချက်လက်တည်ထားတော့အရင်လိုပဲ the wise believers ကပြုစုထားတဲ့လ ీల ချက်တွေပေါ့ဒီနေ့ရွေးချက်ကအဓိကအဖြစ်အဲ့ဒီရောမအချင်းထောင်တွေကနေရေးခဲ့တဲ့ဒီစာရဲ့အခန်းအစပိုင်းမှာဘာတွေပြောထားတယ်လဲအထက်မှာပါတဲ့အတွင်းကြကြအတိပယ်တွေ နောက်ပြီးတော့အအောင်ဆရာကောင်းလေတွန်တင်ချက်တည်းအဲ့ဒါတွေကဒီနေ့ကျွန်တော်တို့အတက်တာတွေနဲ့ကောဘလို့ဆက်ဆက်နေတယ်လေဆိုတော့ကိုတူးဆွတ်ကြည့်ချင်တာပါဟုတ်တယ်စဉ်းစားကြည့်လေအအောင်ဆရာကောင်းလေပဲဗျာရှင်ပေါ်လူကအချင်းထောင်နေမှာနော်အချင်းတွေကမရေရဘူးလွတ်ချင်မှလွတ်မယ်ဒါပေမဲ့ဖိလစ်ပိမျိုးကယုံကြည်သူတွေစီရေးတွေစာမကြည့်လိုက်ရင်စာမျက်နှာတိုင်းလိုလိုပဲဝမ်းမြောက်ခြင်းဆိုတဲ့စကားလုံးကထပ်နေတာပဲอืมတောခဆင်းရဲ့ကြားထဲကနေပျော်ရွှင်ခြင်းကြောင့်ပျော်နေတာဒါဒါဘလို့နားလဲရမလဲ ီထဲကိုအတူတူစာပြီးလေ့လာကြည့်ကြအောင် the wise believers ရဲ့လေ့လာချက်အရဆိုရင်လေဒီအခန်းကြီးကိုအဓိကအပိုင်း၄ပိုင်းလောက်ခွဲကြည့်လို့ရနိုင်တယ် okay အစာပိုင်းအခန်းငယ်၁၁ကနေ၁၁ထိပေါ့အဲ့ဒါကတော့နှုတ်ခွန်းဆက်တာတွေဂျေဇုတော်ချီးမွမ်းတာပြီးတော့သူဖိလိပ္ပိယုံကြည်သူတွေအတွက်ဘလို့ဆုတောင်းပေးတယ်ဆိုတာတွေပါတယ်음ပြီးတော့အခန်းငယ်၁၂ကနေ၁၈အဲ့ဒီမှာသူ့ရဲ့ထောင်ချခြင်းက တကယ်တမ်းတော့အေဝိုင်းဂေလိတရားပြန်ပွားဖို့ဆိုလိုတာကခရစ်တော်ကြောင့်တည်ငောင်းပြန့်နှံ့ဖို့ဘလို့အထောက်ကူဖြစ်ထွားတယ်ဆိုတာရှင်းပြတယ်။ဟုတ်ကဲ့ဒါတော်တော်စိတ်ဝင်စားစရာရှုတောင်းတော့ဟုတ်တယ်တော်တော်လေးကိုရှုတောင်းပြောင်းပြန်လန်လိုက်တဲ့အမြင်ပဲဆက်ပြီးတော့ခန်းကြီး19ကနေ26မှာတော့အာအသက်ရှင်ခြင်းလားဒေခြင်းလားဆိုတဲ့သူ့ရဲ့အတွန်းစိတ်သဘောထားကိုခြားပြထားတယ် ီတော့အဆုံးသတ်အခန်းငယ်20ခုကနေ30မှာတော့အဲ့ဒီအေဝံဂေလိတရားနဲ့ထိုက်တန်အောင်ဘလို့ယက်တီအသက်ရှင်ကြရမလဲဆိုတော့တိုက်တွန်းထားတာပေါ့ဟုတ်ပါတယ်အဲ့ဒီအဖွင့်ပိုင်းကဆူတောင်းချက်ကိုမကြည့်ရင်တောင်လေစတစ်ကနေစတစ်ပေါ့ပါမန်ဆူတောင်းမျိုးမဟုတ်ဘူးပေါလုနဲ့တီမိုသေးကဖိလစ်ပီယုံကြည်သူတွေရဲ့မေတ္တာတိုးဝါဖို့ဆူတောင်းတာမှတ်နေ။ဒါပေမဲ့အဲ့ဒီမေတ္တာကအတိညာဉ်ကိမဲ့တဲ့ဟိုစိတ်ခံစားမှုနောက်လိုက်တဲ့မေတ္တာမျိုးမဟုတ်စေချင်ဘူး။အင်းဉာဏ်ပညာနဲ့ထိုးထွင်းတိမြင်မှုကမျိုးမျိုးနဲ့ပြည့်ဝတဲ့မေတ္တာဖြစ်ဖို့ တိတိကျကျဆူတောင်းပေးတာဘာလို့လဲဆိုအဲ့ဒီလိုထိုးထွင်းတိမြင်မှုရှိမှသာအကောင်းမြတ်ဆုံးတော့အရာတွေကိုပိုင်းခြားသိမြင်နိုင်မယ်ဟုတ်ကဲ့နောက်ဆုံးပန်းနိုင်လာခရစ်တော်ပြန်ကြွားလာတဲ့နေ့မှာ အပိတင်စရာမရှိတန်ရှင်းစင်ကြယ်ပြီးတော့ဖြောင်းမှချင်းအတီးတဲ့နယ်ပြည့်စုံနေဖို့စတာကအစပိုင်းမှာကတည်းကပြောလိုက်တာပဲယုံကြည်ခြင်းဆိုတာခံစားချက်သက်သက်မဟုတ်ဘူးဝိညာဉ်ရေးရာပိုင်းခြားသိမြင်မှုနဲ့တွဲနေတယ်ဆိုတာကိုအလေးပေးလိုက်တာဟုတ်ပါပြီဒါဆိုပထမဆုံးအတိတ်ကတွင်တဲ့ချက် ဒုက္ခကြားကဝမ်းမြောက်ချေအဲ့ဒါကိုပို့ပြီးစစ်စစ်ဆက်ဆက်ကြည့်ကြရအောင်အေးထောင်ထဲမှာရှိနေတဲ့သူကဘလို့လုတ်ပြီးဝမ်းမြောက်နိုင်ပါလဲသူ့ရဲ့ဝမ်းမြောက်ခြင်းကအချီနေပေါ်မူဒီမနေဘူးလို့ပြောတာကနည်းနည်းတော့နားလေရခက်တယ်လို့ပဲอืมဒါကတကယ်ကိုအဓိကကျတဲ့အချက်ပဲဟုတ်တယ်လူအများစုအတွက်ကတော့ပျော်ရွှင်မှုပေါ့ happiness ဆိုတာကအချီနေကောင်းမှအစဉ်ကြီးမှဖြစ်တတ်တာလေဟုတ်ဒါပေမဲ့ရှင်ပေါလို့ပြောနေတဲ့ဝမ်းမြောက်ခြင်း ဂျွိုင်းဆိုတာကအဲ့ဒီလိုပြင်ပအချင်းနေပေါ်မူတည်တဲ့တွန့်ပြန်မှုမျိုးမဟုတ်ဘူးသူ့ရဲ့ဝမ်းမြောက်ခြင်းကခရစ်တော်နဲ့သူ့ရဲ့ဆက်ဆံရေးခရစ်တော်ကဘသူဖြစ်တယ်ခရစ်တော်ကသူ့တက်ပါလို့ပေးခဲ့တဲ့ဆွဲအတိတရားပေါ်မှာခိုင်ခိုင်မာမာအခြေခံနေတာอืมအခန်းငယ်၄မှာသူပြောတယ်လေတန်တော့အလုံးတဆူတောင်းတိုင်းအစဉ်ဝမ်းမြောက်တော်စိတ်နဲ့ဆူတောင်းလေရှိ၏တဲ့ဟုတ်ကဲ့ထောင်ထဲမှာနော်ဟုတ်တယ်ထောင်ထဲမှာဆူတောင်းတဲ့ခါတော့ဝမ်းမြောက်ခြင်းနဲ့ဆူတောင်းတယ်ဆိုတော့ သူ့ရဲ့ဝမ်းမြောက်ခြင်းအရင်းမစ်ကဘလောက်တောင်နဲ့တလဲဆိုတာပြနေရပေါ့ဆိုတော့အချင်းဒီတွေကစူးချင်စူးနေမယ်ဒါမဲ့ခရစ်တော်ကကောင်းမြေကောင်းနေစေအလုံလုံနေစေဆိုတဲ့ယုံကြည်မှုအဲ့ဒီကတည်းလာတဲ့ဝမ်းမြောက်ခြင်းမျိုးပေါ့အတိအကျပဲဒါကိုဒီနေ့ခေတ်အချင်းဒီတွေနဲ့ဘလို့ဆက်ဆက်ချင်းတော့နိုင်မလဲဘောမှာအခက်ခဲတဲ့စိတ်ညစ်စရာတွေကြုံလာတဲ့အခါဒီလိုဝမ်းမြောက်ခြင်းမျိုးကိုဘလို့လက်တွေ့ပေါ်ဆောင်နိုင်မလဲอืมဟုတ်ကဲ့ လက်တကျင့်သုံးဖို့ဆိုရင်အမြင်ပြောင်းဖို့လိုလာပြီကိုကြုံနေရတဲ့အခက်အခဲကိုပဲအာယုံဆိုင်နေတာထက်အဲ့ဒီအခက်အခဲကြားထဲမှာဖျားသခင်ကဘလို့များအလုံးလုံးနေနိုင်မလဲဆိုတာကိုရှာဖွေတတ်ဖို့လိုလေဥပမာပေါ့လေရှင်ပေါလုကသူ့ရဲ့အချင်းကြချင်းကဧဝံဂေလိတရားပိုပြန့်စေတယ်လို့မြင်တယ်လေအခန်းငယ်စစ်မြစ်ကနေစလေးမှာဟုတ်တယ်အဲနန်းတော်ဆောင်တတ်ထားဒီအထစ်တောင်တည်င်းကောင်းကရောက်သွားတယ် ဒါကြောင့်ကိုယ်အခက်ခဲကို အဆုံးတတ်လို့မမြင်ဘဲနဲ့ဖျားသခင်ကဒီချင်းလေးကိုဘလို့အသုံးပြုပြီးသူ့ရဲ့ကောင်းမြတ်တဲ့ရည်ရွယ်ချက်ကိုဖော်ဆောင်နိုင်မလဲဆိုတဲ့ရှုထောင့်ကနေချစ်တတ်ဖို့လေ့ကျင့်ရမှာပေါ့ဟုတ်ဒါလွယ်လေးကိစ္စတော့မဟုတ်ဘူးဒါမဲ့ရှင်ပေါလုရဲ့ဝမ်းမြောက်ခြင်းရဲ့လွတ်ဝတ်ချက်ကအဲ့မှာရှိနေတာဒါတကယ်ကိုစဉ်းစားစရာပဲ အစိုးတွေကအကောင့်ကိုရှာရတဲ့အစိုးလို့ထင်ရတဲ့ຢာကတကယ်တမ်းမှဖျားတခင်အစီစဉ်တွေကအကောင့်တစ်ခုထည့်နေနိုင်တဲ့ဆိုတဲ့အမြင်မျိုးအဲ့လိုလားဟုတ်တယ်ဟုတ်တယ်အဲ့လိုတဘောမျိုးကောင်းပြီဒါဆိုဒုတိယအဓိကတွင်တင်ချက်ခရစ်တော်ဘဟုပြုသောအတ္တတာအဲ့ဒီစီကိုဆက်သွားကြည့်အောင် အခန်းငယ်21ကသူ့ရဲ့ကြွေးကြော်တန်ကားကတကယ်ကိုကန့်တဝင်ပဲနော်အချောင်းမူကငါအဖို့အလိုငါအတ္တရှင်ခြင်းသည်ခရစ်တော်ဖြစ်၍တည်ခြင်းသည်အကျိုးဖြစ်သည် ။အိုးဒီစကားရဲ့နှုတ်ကွယ်ကအတိပေကပါများလဲ။อืมဒီစကားကရှင်ပေါလူရဲ့ဘဝတစ်ခုလုံးရဲ့အညစ်ချုပ်လို့ဖြစ်နေတာပဲ။သူ့ရဲ့အသက်ရှင်နေရတဲ့အကြောင်းရင်းကခရစ်တော်ပဲ။သူ့ရဲ့ယီမန်းချက်၊သူ့ရဲ့လှုပ်ဆောင်မှု၊သူ့ရဲ့မျောလင့်ချက်အားလုံးကခရစ်တော်ကိုဗဟုပြုတယ်။ဟုတ်ကဲ့။ဒါကြောင့်အသက်ရှင်နေသူ၏သူလုံးမဲ့အလုပ်ကခရစ်တော်ရဲ့အမှုတော်ကိုဆောင်ရွက်ဖို့ယုံကြည်သူတွေကိုတည်ဆောက်ဖို့ပဲ။ဒါကိုသူကအတိအများတီးပွင့်ဖို့အမှုတော်ဆောင်ခြင်းလို့၁၇၂၂မှာဆိုလိုတာ။ တဖက်မှာကျတော့တည်ခြင်းတည်ခြင်းကိုကြောက်เสียဆုံးရှုံးမှုလို့မမြင်ဘူးအကျိုးလို့တောင်သုံးထားတာဟုတ်တယ်ဘာကြောင့်လဲဆိုတော့တည်ရင်သူ့အယမ်းချစ်တဲ့ခရစ်တော်နဲ့အတူထာဝရရှိရမှာလေဒါကလောကမှာအသက်ရှင်နေတာထက်တော့ပိုကောင်းမြတ်တယ်လို့သူယုံကြည်တာဒါပေမဲ့သူကချက်ချင်းတည်ခြင်းတယ်လို့တော့မပြောပြဘူးနော်အခန်းက23 24မှာသူကအသက်ရှင်ခြင်းနဲ့တည်ခြင်းကြမှာနင်းနဲ့ပြားများနေတဲ့သဘောမျိုးပြောထားတယ်ဟုတ်ထိုအမှုနှစ်ပါးစုံတို့ဒီငါကိုချက်သေးစီဖြစ်ွေး ခရစ်တော်နှင့်အတူရှိနေခြင်းကကိုယ်ကိုစွန့်သွားလို့သောစေတနာရှိ၏ထို့သောဖြစ်ရင်တာ၍ကောင်းမြတ်၏တိုးတော်လေတင်တို့အတွက်ကြောင့်ကိုခန္ဓာ၌ငါနေဖို့ရာတာ၍အလိုရှိ၏ဆိုတော့ဒီနေရာမှာသူ့ရဲ့ကိုကျော်စွန့်မှုကပို့ပေါ်လွင်လာတယ်အတိအကျပဲသူ့ရဲ့ကိုပိုင်းစန္ဒအရာဆိုရင်တော့တည်ခြင်းကပိုကောင်းတယ်ခရစ်တော်နဲ့အတူရှိဖို့လေဒါပေမဲ့သူကကိုအတွက်ဘာကအကောင်းဆုံးလဲဆိုတာကိုပဲမကြည့်ဘူးอืม ဖိလစ်ပီတင်းတော့အဲ့ဒီယုံကြည်သူတွေရဲ့ဝိညာဉ်ရေးတိုးတက်မှုသူတို့ရဲ့ယုံကြည်ခြင်းမှာဝမ်းမြောက်မှုတွေတိုးပွားလာဖို့အတွက်သူဆက်အသက်ရှင်နေဖို့ကပိုအရေးကြီးတယ်ပိုလိုအပ်တယ်လို့သူဆုံးချက်ခဲ့တာอืมဆွတ်ဟုတ်ကဲ့ဒါကခရစ်တော်ဘုပြုခြင်းဆိုတာကိုခန်းစားချက်ကိုအကျိုးရှိခွားထက်ခရစ်တော်ရဲ့ရည်ရွယ်ချက်နဲ့တခြားယုံကြည်သူတွေရဲ့အကျိုးကိုရှေ့တန်းတင်တာပါလားဆိုတော့ကိုလက်တွေ့ပြလိုက်တာပဲဟုတ်ပြီဒီအသက်ရှင်ခြင်းဒီခရစ်တော်ဖြစ်ခြင်းဆိုတဲ့အယူအဆ ဒါကိုဒီနေ့ခေတ်မှာဘလို့လက်တွေ့ကျင့်သုံးနိုင်မလဲနေ့စဉ်ဘဝရဲ့ဆုံးဖြတ်ချက်တွေမှာဒါကဘလို့ပုံပေါ်လာနိုင်မလဲအေးဒါကကိုကိုကိုမေးရမယ်မေးခွန်းညအများကြီးရှိလေလာစေတာပေါ့နော်။ဥမာကျမတို့ရဲ့အချင်းတွေကိုဘလို့အတုံးဖြူနေလဲ။ကိုယ့်ရဲ့ပိတ်ဆံကိုဘေးနေရာမှာတုံးနေလဲ။ဟုတ်။ကိုယ့်ရဲ့အရေးချင်းတွေကိုတတ်နိုင်တာတွေကိုဘသူအတွက်ဘာအတွက်အဓိကတုံးနေတယ်လဲ။အဲ့ဒီဆုံးဖြတ်ချက်တွေအားလုံးရဲ့နောက်ကွဲမှာ ဒါကခရစ်တော်ကိုဖုံးထင်ရှားစေရလားဒါမှမဟုတ်ကိုနာမည်ကိုအကျိုးအတွက်ပဲလားဆိုတဲ့မေးခွန်းကိုအများတန်းထဲစင်းစားကိုလိုလိုက်ရဲ့ခက်ခဲတဲ့အချိန်တွေနဲ့ဆုံးရှုံးမှုတွေကြုံလာတဲ့အခါမှာတောင်းဒါကိုဟာငါ့အတွက်ဘာဖြစ်သွားပြီလဲလို့မေးမဲ့အစားဒီအချိန်ကနေခရစ်တော်ရဲ့ဖုံးတော့ဘလို့ထင်ရှားနိုင်မလဲဆိုတဲ့မေးခွန်းမျိုးပြောင်းမိတ်တတ်ဖို့လေ့ကျင့်ရမှာပေါ့ဒါကတော့ဟိုတတတလုံးတင်ယူသွားရမယ့်ဖြစ်စဉ်တစ်ခုပါဟုတ်ကဲ့တကယ်ကိုလေးနဲ့တဲ့အချက်ပါပဲကောင်းပြီနောက်တစ်ချက်ကိုစစ်ကြည့်အောင် ဒါကဧဝံဂေလိတရား၌ပါဝင်ခြင်းသို့မဟုတ်မိတ္တာယဖွေခြင်းပေါ့ partnership in the gospel ဆိုတဲ့အချက်ရှင်ပေါလုကဖိလိပ္ပိယုံကြည်သူတွေကိုအခန်းငယ်၅မှာဧဝံဂေလိ၌အစာအဥသောနေမဆက်ရယခုတိုင်အောင်တင်တော်သည်ငါနှင့်ဆက်ဆံခြင်းဂျေစုကိုငါအောက်မဲ့လျက်ဆိုပြီးချီးကျူးထားတယ်ဒီဆက်ဆံခြင်းသို့မဟုတ်မိတ္တာယဖွေခြင်းကဘလို့ပုံစံမျိုးကိုဆိုလိုတာပါလဲဟုတ်ကဲ့ ဒီနေရာဆက်ဆံခြင်းလို့ပြန်ဆိုထားတဲ့ဂရိစကလုံးကခွိနိုနီယာပါခွိနိုနီယာဟုတ်ကဲ့ဒါကတာမန်အတိမိစီခွဲတာမျိုးထက်ပိုနဲ့ဆိုင်တယ်အတူတကွပါဝင်ခြင်းဝေမျက်ခြင်းပုံရိပ်မှန်းချက်အတွက်အတူတကွလောက်ဆောင်ခြင်းဆိုတဲ့အသေးပေတွေပါဝင်တယ်อืมဖိလစ်ပီယုံချီသူတွေကရှင်ပေါလုရဲ့ဧဝံဂေလိလုံးတိုင်းမှာနီးလင်းမျိုးစုံနဲ့ပါဝင်ခဲ့ကြတယ်သူလွှဲတဲ့ငွေချေကိုထောက်ပံ့ခဲ့ကြတယ်အခန်းကြီးလေးမှာပိုရှင်းရှင်းလင်းတွေ့ရတယ်ဟုတ်ကဲ့၄၅၆မှာ ဟုတ်တယ်ပြီးတော့သူ့အထွတ်ဆုတောင်းပေးခဲ့ကြတယ်ပြီးတော့သူတို့ကိုယ်လိုက်လည်းအေဝံဂလီတီးယားအတွေ့ရက်တီတီတို့သူ့ရဲ့ဝင်ကိုအတူထမ်းခဲ့ကြတယ်ဆိုတော့ဇာဟာတဦးတယောက်တည်းလှုပ်ဆောင်တာမဟုတ်ပဲအဖင်းတော်တစ်ခုလုံးကအတိုင်အဝန်းတစ်ခုလုံးကအေဝံဂလီတီးယားပြန်ပွားရေးဆိုတဲ့ဘုံအီမန်ချက်အတွေ့အတူတကွလက်တွေ့လှုပ်ဆောင်တဲ့ပုံစံဖြစ်ပါတယ်ဇာကခရိယန်သက်တာရဲ့အတိုင်အဝန်းသဘောတဘာဝ community aspect ကိုအရင်အလေးပေးတာပဲနော် ဟုတ်တယ်ဟုတ်တယ်တရားတဲ့တည်တံ့ယုံကြည်ခြင်းမဟုတ်ပဲအတူတကွရက်တီအတူတကွမှုဆောင်အတူတကွဝန်ထမ်းရမယ်သဘောမျိုးအတည်ကြပဲဒါကအသင်းတော်ရဲ့အနှင်သာရသတိတစ်ပိုင်းပဲလေတရားရဲ့ဝမ်းမြောက်ခြင်းကအားလုံးရဲ့ဝမ်းမြောက်ခြင်းတရားရဲ့အခက်ခဲကအားလုံးရဲ့အခက်ခဲဖြစ်လာတယ်ဟွန်းဧဝံဂေလိတရားအကျွတ်ယုံကန့်ရတဲ့အခါမှာလေတယောက်တည်းယုံကန့်ရတာမဟုတ်ပဲအချင်းချင်းအားပေးထောက်မှပြီးအတူတကွယုံကန့်ကြတယ်ရှင်ပေါလုက တယောက်တည်းအမှုတော်ဆောင်နေတာမဟုတ်ဘူးဖိလစ်ပီယုံကြည်သူတွေကသူ့ရဲ့လုံဖို့ဆောင်ဖတ်တွေဖြစ်တယ်ဆိုတာကိုအတိမဲ့ဖြုတ်နေတာဟုတ်ကဲ့ဒီစိတ်တက်ကဒီမင်းချစ်အတင်းတော်တွေမှာလည်းအရင်အရေးကြီးတယ်ကိုအတင်းတော်ရဲ့အမှုတော်ဆောင်လုပ်ငန်းတို့မှာကိုကဘလို့ခွန်နိုနီယာအတူတကွပတ်ဝန်းကျင်လုပ်နိုင်မလဲဆိုတာစဉ်းစားစရာပဲဟုတ်ပြီဒီအတူတကွပတ်ဝန်းကျင်ဆိုတဲ့အချက်ကနောက်ဆုံးအဓိကတွင်တင်ချက်အေဝံဂေလိတရားနဲ့ထိုက်တန်စွာအသက်ရှင်ခြင်းအခန်းငယ်27 30 ဲ့ဒါနဲ့လည်းတိုက်ရိုက်ဆက်ဆက်နေပုံပဲနော်ဟုတ်တယ်ဆက်ဆက်နေတယ်အခန်းငယ်20ခွမှာတင်တို့ဒီတစိုက်တဝိညာဉ်ဒီစိတ်တဘောတစ်ခုဒီ၌ဒီလျက်ဧဝံဂေလိတရားဤယုံကြည်ခြင်းအဖို့အလိုငါတညီတညွတ်တီစ조사အားထုတ်လျက်ငါကြားရမိအကြောင်းခရစ်တော်ဤဧဝံဂေလိတရားနှင့်ထိုက်တန်စွာကျင့်ဆောင်ကြလောလို့တိုက်တွန်းထားတယ်ဒီထိုက်တန်စွာကျင့်ဆောင်ခြင်းကဘာလို့ဆိုလိုတာလဲအင်းထိုက်တန်စွာကျင့်ဆောင်ခြင်းဆိုတာက ကိုစားပြုခြင်းသဘောပါတယ်ဥပမာကိုကနိုင်ငံတစ်ခုရဲ့တာအမတ်ဖြစ်ရင် ကိုနိုင်ငံရဲ့ဂုံတိခါနဲ့အညီနေထိုင်ပြုမှုရတယ်လို့မျိုးပေါ့ဟုတ်ကဲ့ခရိယန်တယောက်အနေနဲ့ကိုယုံကြည်လက်ခံထားတဲ့ခရစ်တော်ရဲ့ဧဝံဂေလိတရားဟာဘလောက်တန်ဖိုးကြီးတယ်ဘလောက်အစွမ်းထက်တယ်ဆိုတာကိုကိုရဲ့အတ္တတာအကျင့်အကြံအပြောအဆိုသဘောထားတွေနဲ့ထင်ဟပြတာဖို့ဖြစ်တယ်။ဟွန်းဒါက ဟိုစိတ်ကူးရင်ဆန်တဲ့ပြည်စုံမှုမျိုးကိုဆိုလိုတာတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ကိုအတက်တာက A1 ဂရိတရားရဲ့သတင်းစကားနဲ့ kait ညီနေဖို့စံကျင်မမဖြစ်နေဖို့လိုတယ်အဲ့ဒီထိုက်တန်စွာကျင့်ဆောင်ခြင်းထမ်းမှာရှင်ပေါလုကဘဲချက်တွေကိုအဓိကအလေးပေးထားတာတွေ့ရလဲအခန်းငယ်29ခန်းကနေ30မှာအဓိကအချက်3ချက်လောက်တွေ့နေမှာထင်တယ်တခုကစီးလုံးညင်ညွတ်မှုပေါ့တစိတ်တဝိညာဉ်တီးစိတ်တဘောတစ်ခုတိုက်တီလက်တငိတညွတ်တီးကျွန်းစားအထုတ်ခြင်း ဟုတ်ကဲ့စီလုံးမှုဒုတိယအချက်ကရဲစွမ်းတက်တီစန့်ကျင်ဘက်ပြူတော့သူတို့ကိုတဆုံတစ်ခုနိုင်မြမကြောက်မယွန့်ချင်းမကြောက်ဖို့ဟုတ်တယ်တတိယချက်ကတော့ဆင်းရဲဒုက္ခကိုအတူခံယူချင်းတစ်တနေဆက်ကုန်းမှာပြောထားတာခရစ်တော်အတွက်ကြောင့်ယုံကြည်ရသောအခွင့်သားမဟုတ်ကိုရောအတွက်ကြောင့်ဆင်းရဲဒုက္ခကိုခံရသောအခွင့်ကိုလည်းသင်တို့ဒီခံရကြပြီအခွင့်ရည်ဖြစ်မြင်တာဟုတ်တယ်အဲ့ဒီသုံးချက်ပေါင်းဆက်လိုက်တဲ့အခါအီဝန်ဂေလိတရားနဲ့ထိုက်တန်စွာအသက်ရှင်နေဆိုတာဟာ အတိုက်ခံတွေဆန့်ကျင်မှုတွေရှိနေတဲ့လောကကြီးထဲမှာယုံကြည်သူတွေစီလုံးမဲ့ကြောက်ရွံ့ခြင်းမရှိဘဲရဲရဲဝံ့ဝံ့ရပ်တည်မဲ့ပြီးတော့လိုအပ်လာရင်ခရစ်တော်အတွက်ဆင်းရဲဒုက္ခကိုတောင်းဝမ်းမြောက်စွာလက်ခံမှုအသင့်ရှိနေတဲ့အသက်တာမျိုးကိုဆိုလိုတာပါဒါဆိုရင်ဒီအချက်ကလည်းဒီနေ့ခေတ်နဲ့တည့်ရက်ကိုတိုက်ဆိုင်နေပြန်ပြီ။ ဟုတ်ကြလိယုံကြည်ချက်ကြောင့်အထင်မြင်လွဲမှားခံရတာတို့ဖိအားပေးခံရတာတို့ကြုံလာတဲ့အခါဒီတိုက်တွန်းချက်တရားတကယ်လက်တွေ့ကြတဲ့လမ်းညွန်မှုပဲစီလုံးဖို့မကြောက်ဖို့ပြီးတော့ဒါကို ခရစ်တော်အတွက်ခံရတဲ့အခွင့်ရဲဖြစ်မြင်တတ်ဖို့ဒါကိုဘလို့စိတ်ထဲမှာစွဲမြဲအောင်လုပ်နိုင်မလဲอืมတခုကတော့ရှင်ပေါလို့ရဲ့စာနမူနာကိုပြန်ကြည့်ဖို့ပဲသူကိုယ်တိုင်ကထောင်ထဲမှာဒီလိုအသက်ရှင်ပြနေတာလေ ဟုတ်ကဲ့။သူ့ရဲ့ဒုက္ခကသူ့ကိုကြောက်တောက်စေတာမဟုတ်ဘူး။ပိုပြီးရဲရင်စေတဲ့ဧဝံဂေလိတရားတို့အခွင့်အလမ်းဖြစ်စေတယ်။မှန်တယ်။နောက်တစ်ခုကတော့အခန်းငယ်၁တပွေ6ကဂရိတော်ကို အမြဲတရိယာနေဖို့ပဲ။အာဟုတ်ကဲ့။အစမပြောခဲ့တဲ့။ဟုတ်တယ်။သင်တို့နဲ့ကောင်းသောအမှုတော်ကိုစတင်ဖြူသောသူသည်ယေရှုခရစ်သည်နေ့ရက်တိုင်အောင် ပြီးစီးအောင်ဖြူတော်မူမည်ဆိုတဲ့ဂရိတော်။ကိုတယောက်တည်းယက်တီနေရတာမဟုတ်ဘူး။ဖယားသခင်ကိုယ်တိုင်ကကို့အထဲမှာအလုပ်လုပ်နေတယ်။ ူစားခဲ့တဲ့အလုတ်ကိုသူကိုယ်ရံပဲအဆုံးထိတောင်းယူမှာဆိုတဲ့ယုံကြည်စစ်ချက်မို့အရာကရေစွမ်းတတ္တိနဲ့ခဏရေကိုပြေပါလိမ့်မယ်။ဟာပါဘီ။ဒါကြောင့်ထိုက်တန်စွာအသက်ရှင်ခြင်းဆိုတာကိုယ်ခွန်အားနဲ့ကြိုးစားရမှာထက်ဖျားသခင်ရဲ့တံပိုးနဲ့ဂရီတော်ကိုအမြပြုပြီးအသက်ရှင်ရမှာဖြစ်ပါတယ်။ကောင်းပါပြီ။ဒီနေ့ဖိလိပ္ပိဩဝါဒစာအခန်းကြီး၁ကိုတော်တော်လေးအတွင်းကြကြဆွေးနွေးဖြစ်ခဲ့ကြတယ်။ အဓိကထုတ်ပေါ်လာတဲ့အချက်တွေပြန်ချုပ်ရရင်တော့အချိန်ဤတွေဘလောက်ဆိုးနေပါစေခရစ်တော်ကြောင့်ရရှိနိုင်တဲ့ဝမ်းမြောက်ခြင်းဟုတ်တယ်ပြီးတော့ကိုကျိုးထက်ခရစ်တော်နဲ့အခြားသူတွေကိုရှေ့တန်းတင်တဲ့ခရစ်တော်ဘဟုပြုအတ္တတာဘင်းဧဝံဂေလိတရားအတွက်အတူတကွလက်တွဲပါဝင်တဲ့မိသားဟာယခွေနိုနီယာရဲ့အရေးပါမှုမှန်ပါတယ်ပြီးတော့ယုံကြည်လက်ခံထားတဲ့တည်ငောင်းရဲ့တန်ဖိုးကိုထင်ဟပ်စေတဲ့စီလုံးမှု ရဲရင့်မှုနဲ့ဖြေဝတဲ့အသက်တာနဲ့အသက်ရှင်ဖို့တိုက်တွန်းချက်တွေပဲချစ်ပါတယ်။ဟုတ်ပါတယ်။ဒီအချက်တွေအလုံးကိုခြုံငုံပြီးတော့စဉ်းစားစရာမေခွန်းလေးတစ်ခုထားခဲ့ခြင်းပါတယ်။ဟုတ်ကဲ့။အခန်းငယ်29မှာလေရှင်ပေါလုကခရစ်တော်အတွက်ဆင်းရဲဒုက္ခခံရခြင်းကိုခံရတဲ့ဝင်းထုတ်ဝင်းပိုးလို့မမြင်ဘူး။ခံစားရတဲ့အခွင့်အရေး a privilege granted လို့တုံ့နှုံးထဲတယ်။ဟွန်းအခွင့်အရေးဟုတ်တယ်။ဒါကတော်တော်လေးအမြင်ပြောင်းပြန်လန်လဲကရှူထောင်းမယ်နော်ဟုတ်တယ် ဒီတော့ဒီနေ့ကိုကြုံတွေ့နေရတဲ့ကိုပိုင်အခက်အခဲတွေစင်ခေါ်မှုတွေဒါမှမဟုတ်ယုံကြည်ခြင်းကြောင့်ကြုံရတဲ့နားလည်မှုလွဲမောခနာခြင်းတွေရှိနိုင်တယ်လေရှိရပေါ်ဘလို့လိုပဲဒါကိုယုံကြည်ခြင်းကိုပုံမခိုင်မစေဖို့ဖျားသခင်ကိုပုံမအားကိုးတတ်ဖို့ဒါမှမဟုတ်အခြားသူတွေတို့ခရစ်တော်ရဲ့တန်ခိုးနဲ့ယေရှုတော်ကိုတသက်ခန့်ဖို့ရရှိလာတဲ့အခွင့်အလန်းတစ်ခုအဖြစ်ပြန်လည်ရှုမြင်လိုက်မလားอืมဒီလိုရှုမြင်မှုပြောင်းလဲလိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့တုံပြန်ပုံကိုယ့်ရဲ့စိတ်သဘောထားတွေဘလို့ပြောင်းလဲသွားနိုင်မလဲဆိုတာကိုဆက်ပြီးတော့အမ်စင်ချင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်တကယ်ကိုစဉ်းစားစရာအချက်ပါပဲကောင်းပါပြီ The wise believers ရဲ့လေးလာချက်ကိုအခြေခံပြီး Philippi ဩဝါဒစာအခန်းကြီး၁ရဲ့နတ်ဆိုင်တဲ့အတဲပဲတွေကိုအတူတကွတူးဆွဲလေ့လာခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါရှင်